အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပုတ်ကလပ်မြန်မာစာပေ channel မှာကြိုဆိုပါရစေစာပေချစ်သူများအတွက်တူတာရတစာပေများကိုအမြဲတင်ဆက်ပေးမှာဖြစ်သည့်အတွက် channel လေးကို subscribe လုပ်ထားပြီးအသစ်တင်တိုင်းသိရှိစေရန် nuti bell လေးကိုလည်းနှိပ်ထားပေးခဲ့ပါအောင်ခင်ဗျာယခုတင်ဆက်ပေးမယ့်စာပေဟောပြောဖို့လေးကတော့ဆိုင်းဆရာကြီးဆရာနေဝင်းမြင့်ရဲ့ little knowledge is dangerous နည်းနည်းလေးသိရင်အန္တရာယ်ရှိတယ်များများသိကြရင်စာဖတ်ဆိုတဲ့စာပေဟောပြောဖို့လေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာ little knowledge is dangerous နည်းနည်းလေးသိရင်အန္တရာယ်သိကြီးတယ်မသိဘူးလားပြဿနာမရှိဘူးတန်ခါတော့ရှင်သူမြတ်များကလူကြီးသူမများကဆရာဆရာမများကသင်ပေးရတယ်အထိုက်လက်သူတတ်သွားတပိသားလားထပ်သိရင်ချက်တတ်တယ်အဲ့ဒါပြဿနာမရှိဘူးအဲနည်းနည်းလေးသိပြီးသူကသူ့ကိုသူများများသိရခြင်းပြပြဿနာပဲရွာလေးမှာလည်းရှိတာပေါ့ဘယ်ရမှာရှိတာပေါ့ နည်းနည်းလေးသိပြီများများသိတယ်ထင်ပြီးသူကနေရာတကာသူ့ကိုယ်သူတကိုးရှိတယ်လို့တော့တာပဲမင်းတို့ကငါမရှိကြည့်ပါလားမင်းတို့ကငါငါမပါကြည့်ပါလားဟဲ့ကောင်နေဖြတ်သန်းလာတာနည်းတဲ့ပြည့်ချင်းမဟုတ်ဘူးကွာမင်းတို့ကငါဖယ်ချင်လာတာပြဿနာအများကြီးပဲကိုယ့်ကိုယ်ကိုတကိုးကြည့်တယ်လို့ထင်တယ်အဲ့ဒီကပြဿနာပဲဘုရားလင်မယားနှစ်ယောက်လင်ကလေတောက်လိုက်ပြည့် အရေးမုံမလင်းဘူးသာသမီလည်းမရှိဘူးမိမကကောင်းချင်းပေါင်းပေါင်းပါတယ်ကောင်းချင်းပေါင်းတောင်းလေးနဲ့ပေးပြုတ်ကလေးလည်းတွဲပြီးပြုတ်သွားတော့မနေ့၄နိုင်ချကောင်းချင်းပေါင်းလေးပေါင်းပေးပြုတ်ကလေးပြုတ်ချင်းကလေးနဲ့အဘွားပိဿာဖြူလေးအုပ်အဲ့ပြီးဈေးလေးမတီရက်ွက်ထဲဈေးလေးလေရောင်းအမြက်ကလေးရတော့သုံးပုံပုံသွားတယ်တဘုံကလင်းအရဲ့ဖိုးတဲ့ဘုံကအိမ်ချက်ဖို့ပြုတ်ဖို့စားဖို့တဲ့ဘုံကပြန်ရင်းဖို့ အဲ့လိုနဲ့ဒီလင်းရသမားစိတ်ညစ်နေပြီဒီမျိုးသမီးကဒီမိမကလင်းကလည်းတောက်လိုက်တဲ့တစ်ချက်ထိုးပြန်လာတစ်ချက်ထိုးပြန်လာတစ်ခါတလေသိမူးလိုက်သုံးနိုင်ထိုးပြန်လာကိုဝိုင်းနဲ့ကိုရောက်တော့မှစိတ်လျှော့လိုက်တော့ဝုန်းဆိုလဲလဲတဲ့နေရာအိတ်တော့တာပဲအဲ့ဒါလောက်တောက်တဲ့လင်းတနေ့တော့ဒီလင်းကဝုန်းဆိုမလဲဘူးအိတ်နေတဲ့မိမကနှိုးတယ်ဟဲ့ဟဲ့ထောင်းဟာဘာလို့ကျုပ်ကခဏနေရင် ပဲပြောတော့မှာတော့ကမူးတာအကြောင်းမဟုတ်ကျုပ်ကမနှောက်ဖြစ်ပါနဲ့မိမတောင်းမှရှာမဟုတ်အရေးကြီးတော့ပြောနင့်ပဲပြောတောင်းနှောက်ပလိုက်ဟာဘာလို့တော့စင်ထားတဲ့အဲ့ဒီကောင်းချင်းဆန်ပဲပြပဲတွေဘုံသွန်လိုက်နင့်ချိန်ခွင်ထုတ်ခြေပလိုက်တော့မနှက်ပြန်ဆက်ပြီးနင်မရောနဲ့တော့ဘာလို့တော့နင်ချမ်းသာပြီမနှက်ပြန်ဟုတ်တော့ဘာလို့တော့ငါတကူရှိနေပြီတဲ့ခဏငါသေးကြသွားပြီ ဟောအရှင်သမားတွေတကူရှိတာပဲလားနင်တို့အဲ့ဒါပြဿနာနင်တို့လေဘယ်တော့မဆိုငါဆိုအကောင်းမထုံနေပြီးရတဲ့ဘက်ကလည်းငါအဲ့လိုဖြစ်တာမသိကြသေးလို့ခဏိတော့သိရလို့နဲ့ပြောတာအဲပြောစမအောင်မိမအိတ်ချင်မှုလို့နဲ့အခုငါအခုအခုညအခုညငုံငုံနဲ့ငါဝိုင်းမြဝင်လာတော့အဲမရှူပေါက်ချင်လားရှူရတဲ့အားပေါက်ချင်တော့ငါအင်သာသွားရောအင်သာသွားပြီးတော့ငါအင်သာတကဆွဲဖွင့်လိုက်တာ တတောင်နောက်ပွင့်ရသေးတယ်အင်ဇာမီးကဗျမ်းဆိုသူ့ဟာသူလင်းလာငါလည်းသတိတော့မထားမိပါဘူးငါအင်ဇာတကားတစ်ဖက်ကကိုင်းမဆိုးလေးမှအင်ဇာလည်းအားရပါးရရှုပေါ့ပြီးတဲ့ပြီးတော့ငါအင်ဇာတကားချိတ်ဆိုပြိတ်လိုက်ကြောအင်ဇာမီးကသူ့ဟာသူငိမ့်သွားဖြတ်ဆိုငါဟာပြီးတဲ့ဒီဘက်ကလည်းဒါမျိုးဖြစ်တယ်အခုဖြစ်ပြန်ပြီဒါမဲ့ငါမူးမူးနဲ့မဲမဲလည်းနဲ့မြအင်ဇာဘေးကမိခလုတ်ခွန်းလိုက်ပြိတ်လိုက်လုံးမိသလား ကံကနေရတော့ငါသေးအောင်လို့မဆိုငါစရိကောင်းကောင်းထားပြီးဘယ်ဘက်လက်နောက်ပြက်မြာဘက်လက်နဲ့အင်းသာရကအသာလေးဖွင့်လာဟာတောင်လောက်လဲပွင့်ရောဟိအင်းသာမီးကဖြန်းဆိုလို့လို့လင်းတာထိန်လို့ပြကြပြီအင်းသာရကဖြိတ်ဆူပြက်လိုက်တော့ဖြတ်ဆူသူ့ဟာသူငယ်နင်းယောက်ျားကတကူးရှိနေပြီတဲ့မနေ့ပြန်အစပဲပြမရောင်းနေတော့မိမကတခုံးမပြန်ပြောတယ် ရှင်ဒီတစ်ခါလဲရေခဲတက်တာလဲသိပေါက်လာပြန်မရှင်နေအဲ့တော့ရေခဲတက်တာလဲသိပေါက်တဲ့လူတွေကလဲတကိုးရှိတယ်ပြောနေတယ်တိုင်းပြည်မှာလဲအဲ့လိုပဲပြဿနာဘယ်နဲ့လောက်မလို့သူတို့မရှိလဲမဖြစ်ဘူးတဲ့သူတို့ကြည့်တယ်လေရေခဲတက်တာလဲသိပေါက်တာတကိုးကြီးတယ်ပြောနေတယ်စာဖတ်ကြပါပေါ့နော်ပြောရမှာတော့စာဖတ်ကြပါစာဖတ်အေးလေအေးပါပြီအများကြီးပြောခြင်းမာရဲ့ စာရဖတ်ရမယ်ဗျာဟာခင်ခင်သူရဲ့မိုက်အင်္ဂန္နာအထူကြီးပဲပြောပါဦးခင်ခင်သူရဲ့တော်မင်းသမီးလားပြောပါဦးနေဝင်းမြင့်ရဲ့ရေကန်သာကြာတိုင်းဤလားဒီလောက်ရှိတယ်မပြောပါဘူးသတင်းစာရဖတ်ပါကြာနယ်လောက်တော့ဖတ်ပါတိုင်းပြည်မှာဘာဖြစ်နေသလဲဆိုတော့သိဖို့လိုပါတယ်လောကတွေကိုထမင်းစားဖို့တက်တက်လာရတာတော့နှမျိုးစရာကောင်းတာမရှိဘူး လူဘဝတူတူလေးဘာမှမဟုတ်ခဲ့နဲ့လောကတွေကထွက်သွားရတယ်လူကောင်းကျိုးအဝေးကြီးအနည်းဆုံးရရအကျိုးကလေးမှမဆောင်နိုင်ဘူးဆိုရင်နှမျိုးစရာကောင်းလို့ပြောတာပါစာတော့ဖတ်ပါမိလိန်ကမင်းကြီးကရှင်နာကတိမေးချက်ပဲလူတွေကပညာပညာလို့ပြောတယ်ဖရာတဲ့ဖရာတပည့်တော် နားမလဲဘူးလေအမှန်ကလဲတယ်မိလိန်ကမင်းကြီးမေးမှာကိုဘယ်သူမှနားမကပ်ဘူး အင်မတန်ပညာကြီးဆုံးလို့ဒါမဲ့ရှင်နာဂတိနဲ့တွေ့တဲ့အခါမင်းကြီးတဲ့လူတွေကပညာပညာလို့ပြောတယ်ဖရာပြီတော့ပညာကိုမသိဘူးဖရာမင်းကြီးပညာဆိုတာထွန်းလင်းတောက်ပခြင်းလက္ခဏာရှိတယ်ပညာဆိုတာပိုင်းပြတ်ခြင်းတိတိကျကျပိုင်းပြတ်ခြင်းလက္ခဏာရှိတယ်တဲ့ရှင်နာဂတိနမထေပေါ့ရှင်နာဂတိကပြန်မိတ်တော့ဘယင်ကကန့်လန့်ပြန်မိတယ်အဲ့တော့လည်းဖရာပြီတော့မသိဘူးဖရာ မင်းကြီးလက်ခွန်းနဲ့ရပူလားရပူပါဗျာကောက်ပင်ကိုလေသမားကဘယ်ဘက်လက်နဲ့ဆုပ်လိုက်တာတွေ့ဘူးလားတွေ့ဘူးပါဗျာညာဘက်လက်ဒဇင်နဲ့တိကနဲ့ဖြတ်တာတွေ့ဘူးလားတွေ့ဘူးပါဗျာအေးစိတ်ကိုစိတ်ကိုမနတိကာရနဲ့စစီဝိပဿနာနဲ့ဖြတ်တဲ့အခါဝိမန္တဓိပတိပညာဥသိတဲ့အလင်းတက်ကြီးလောကုတ္တရာကပညာ အခုလည်းဒီလိုပဲကျွန်တော်တို့ပညာလို့ပြောရင်နေဝိမင်းကလောကုတ္တရာကလာတဲ့ရှင်နာကသိမ့်တယ်လို့နေဝိမင်းအလားအထွတ်မြတ်ထားပြီးလည်းမရှင်းနိုင်ပါဘူးသို့တော့ကျွန်တော်စာဖတ်ဖို့စာဖတ်ရင်သိရအသိနဲ့ကျွန်တော်တို့ဝေဖန်ပိုင်းစစ်နိုင်ဖို့လိုပါလေဒါသိရကြည့်ပါလေလူတွေကဆုံးဖြတ်နေရတယ်နော်မနေ့တောင်ဟောဒီပိယသကြီးမနေ့ဘာစားမလဲဆုံးဖြတ်ရတယ်ကျွန်တော်ဇနီးမောင်လား ိတ်တာချင်းမတူသူကလည်းသူစာရေးကျွန်တော်ကျွန်တော်စာရေးမနဲ့နိုးတဲ့ချိန်မတူရဘူးကျွန်တော်ကကောင်းမြောင်းလေးအလွယ်ပဲကောင်းမြောင်းလေးနဲ့လက်ဖိတ်လေးနဲ့သူလည်းဆုံးဖြတ်တာပဲသူမှစာရင်ကောင်းမလဲဘဲဥစေကလည်းဆုံးဖြတ်တာပဲဒီလုံးကကြီးတဲ့200ရာနဲ့ထက်ဒီလုံးကကြီးတဲ့150ရာနဲ့ထက်ဆုံးဖြတ်ရတာပဲဒါကရေးကြည့်တဲ့ဆုံးဖြတ်ချက်တွေမဟုတ်ဘူးပညာနဲ့ဆုံးဖြတ်ရမယ်ဘဝမှာ ြုံလာပြီဆိုတဲ့အခါပညာအခံမရှိရင်အမှားများပါတယ်ချစ်သက်ဆွေတော်မျိုးတော်များဒါလေးပြောချင်တာစဖပသတင်းစာလောက်တော့ဖတ်စီချင်တယ်ဂျာနယ်လောက်တော့ဖတ်စီချင်တယ်ဖတ်ရင်လည်းပြပြစုံစုံလေးဖတ်သတင်းတစ်ပုဒ်သေးပြပြဖတ်အဲ့ဒီသတင်းတစ်ပုဒ်သေးကိုပဲသိချစဉ်းစားတွေးပါဖေတုကအကြောင်းရင်းကြောင့်ဖြစ်တာလားအဟေတုကအကြောင်းရင်းကမပါပဲပယောကကြောင့်ဖြစ်နေတာလားကျွန်တော်တို့သိအောင်စာဖတ်ရပါတယ် ဖတ်ရင်လည်းပဲပြည့်ပြည့်စုံစုံဖတ်စရာအဓိပ္ပာယ်ရှိပါလေဟိုကျွန်တော်တို့တန်ငယ်ချင်းစာရေးဆက်မြေဘူးလေးမန္တလေးကလူတို့ဥလှလူတို့တော်မာရဲ့သားကျွန်တော်တို့တန်ငယ်ချင်းစာရေးဆက်ပါသူကနိုင်ငံရေးမှုနဲ့ထောင်ကျတရက်မှာဆယ်နှစ်လောက်ကြာကြာတော့သူ့ကိုဆောင်းနေမှာသူ့တန်ငယ်ချင်းကဒီမှာစေးမကြောင်ထိုးထားတယ်တဲ့ဘယ်ဘက်လက်မှာအတန်းလိုက်အတန်းလိုက်စင်ခေါ်ရင်တိသူစဉ်းစားတယ်စင်ခေါ်ရင်တိ ်ငါလည်းပြညာတတ်ပဲငါလည်းတက္ကသိုလ်ကပွဲရပဲငါလည်းစာရေးဆရာပဲဒီတော့မမေးဘူးငါကငါစဉ်းစားမယ်ဆိုအကိုတဲ့တပတ်စဉ်းစားတာမရဘူးစင်ခေါ်ရင်တိဒါနဲ့တရက်တော့ကျွန်တော်သူ့ကိုဝန်ခံလိုက်တယ်ငါငါညီအားမင်းမင်းဟုတ်လေမောင်ကစာငါစိတ်ဝင်စားနေတာစင်ခေါ်ရင်တိဆိုတာဟာအကိုဒီလောက်အရေးကြီးတဲ့ကိစ္စအကိုအဲ့လိုမေးလို့ကျွန်တော်ပဲဖြေမလဲဖြတ်သိအရေးကြီးတယ်ဟာပို့ဆိုးသွားတယ် ဘာလို့အောင်မလဲပြောပါပါဆစ်လက်ငါးလက်ရှာပေးထောင်ထဲမှာဆစ်လက်ကရွှေကိုဗျအဲ့ဒါမိတ်ဆွေတွေစီကတလိစီလိုက်တာတော့ငါးလက်ရတော့မှလာပြီးဆစ်လက်ငါးလက်ပြီးတော့အခုသိသိရှင်နေမို့လားအေးသိရှင်နေရင်မင်းဆစ်လက်လည်းပေးပြီးအမေကခုတ်လိုက်သေးတယ်အခုကျွန်တော်ထိုးတော့မှစိန်ခေါ်ရင်တိမ်ပေါ်ထိလိုက်မထိုးတာနားလို့ရထားတာလေအဲ့တော့ စိန်ခေါရင်တိမ်ပေါ်တိလိုက်မဲ့ထိုးတာနာလို့ရထားတော့စိန်ခေါရင်တိဖြစ်နေတာတဲ့အဲ့တော့စာဖတ်တဲ့အခါလဲစိန်ခေါရင်တိတော့မလုံနဲ့အစဆုံးတော့ဖတ်စာမဖတ်တော့ဘာဖြစ်စာမဖတ်တော့အာပါလေအာတော့ဘာဖြစ်လဲကွာသူအာဒီလိုပဲနေတာပါပဲမဟုတ်ပါဘူးအာတော့ကောင်းပါဘူးအာတာများတော့ဥပါတယ်အာတာများတော့ဥတယ်ဘုရားတန်ခိုးခုနှစ်ယောက်ရှိတယ်တေရွာကနေ ဒီလိုရရောက်တော့မိုးချုပ်တော့သွားမှာဟိုဘက်ရှေ့ရွာသွားအောင်မှာမိုးကလည်းချုပ်လာပြီဘယ်လိုလုပ်ကြအောင်လဲကောင်းဆောင်လုပ်တဲ့သူကတန်ခါကြီး6ရောက်ကိုမေးတယ်မင်းတို့သဘောအခုလည်းနေပူကြီးတဲ့တနေကုန်လာရတယ်မင်းတို့ပြန်မနာငါသိတယ်ဒါပေမဲ့မင်းတို့ကမှရှောက်မယ်ဆိုရင်ငါလည်းပဲလိုက်မှာပဲမင်းတို့ကဒီကလေးနားကျင်သေးတယ်ဆိုရင်လည်းနားမနေ့ကျရင်တော့အစိုးရထသွားမှာမဟုတ်ဆိုနေပူမှာသွားမှာခကြီးကဝေးသေးတယ်ဆိုတော့ ပြန်တော့၆ယောက်ကညောင်းလာပြီဗျာခမရတော့ဒီဒီညတော့ဒီဘာမှအိတ်လိုက်ပါတကယ်အိတ်သေးရမှာလေမင်းတို့သဘောပဲဘယ်နဲ့သွားအိတ်ဟောဗမာရွာကြီးကွာဇရက်ဇရက်ထိတ်ဇရက်ရှိပါလေကွာသွားရှာတော့ဇရက်တွေ့တယ်ကျေကျေကြီးနည်းနည်းလေးလေးကလေးတွေနောက်ကျမ်းသားတွေဆော့ထားတော့ပေပွားနေတော့အဲ့ဒါလေးလှဲချင်းလှဲချင်းပြီးတော့ဥခဲကျိုးလေးခုနှစ်ခုလိုက်ရှာကြတော့ဥခဲကျိုးခုနှစ်ခုရတော့တံတောင်ကြားချတန်းပြီးချတံတောင်ကြားချလိုက်ပြီးတော့ ဖို့ပါတဲ့ရေသနုကိုဆူဟောင်းလေးတွေအုတ်ခဲလေးပေါ့တင်ပြီးတညကဲအိတ်ကြဆိုပါလာတဲ့ကောင်းမြင်လို့လေးပါလိစာရေတော့နောက်ပြီးတော့ခုနှစ်ယောက်ပြန်ပြီးအိတ်တာတရောင်ကြာကောင်းဆောင်လို့တဲ့အိတ်ခဏီမှားတယ်မနေ့ဆိုရင်နှိုးမှတော့ဟဲ့ကောင်းနေပြီးတော့ကျွန်မမထားခြင်းလို့ထားခြင်းမလို့နဲ့ငါကသွားမဆိုဝုန်းဆိုသွားမှာခမားတိုက်ကြက်ချင်းနှိုးထားမယ်ဗျာလက်ပြီးရမလားကဲအိတ်အိတ်ကြ မနေ့မိုးလင်းတော့ခေါင်းဆောင်ကစနိုးတယ်ခေါင်းဆောင်ကစနိုးတော့ကဲအလူရဲအိတ်တုံးမယ်သူများရွာကသူများစရက်ပေါ့အဲ့ကြမလူရီပောင်းမယ်လူစစ်ပောင်းမယ်ဆိုပြီးတော့အဲ့ဒီတငယ်ချင်းတွေရေးတဲ့1 2 3 4 5 6ဟောတယောက်ပြောင်းမျောလားပြောလာတော့ခုနှစ်ယောက်ပါဒါကြသူများပြမအိတ်ချင်တာဒီကောင်တွေကအိတ်မယ်အိတ်မယ်ဇွတ်ပြောနေတာ နေပေါင်းလေးငါးဘက်မျက်စိမှောက်သလားမသိဘူးဆိုဒီဘက်ထိပ်ကပြန်ရည်တယ်1 2 3 4 5 6ဟာသူပြောက်တာပါလားစစ်လေးလေးဖွာပြီးထိုင်စဉ်းစားတယ်ဘယ်ဘယ်ပြောက်တာမှန်းလဲသူဟာသူလည်းမသိဘူးမသိတော့ဘယ်လုံးမစဉ်းစားမရတော့ချွေးတွေပြန်လာပြီအဲ့ကြမ်းမှငွေချင်း6ယောက်ကို6ယောက်စလုံးလိုက်ကန်တော့အကုန်လုံးကိုယ်နေရာကိုငုတ်တုတ်လေးထားတယ် ဆောပါသေးတယ်ဗျာဟုတ်ကောဆောတယ်ပြဿနာမဟုတ်တော့ဘူးဘာပြဿနာတို့ရွာလာတာဘယ်နှယောက်တော့ခုနှစ်ယောက်လေးငါတစ်ခါပြန်ကြည့်တာ6ယောက်ပဲရှိတယ်ညတစ်ယောက်ပြောက်သေးဗျာဟောဘောင်းဆောင်မသိပြောက်တာလားမသိပြောက်မှန်းကုန်မသိဘူးငါလည်းစဉ်းစားမရဘူးတန်တဲ့ဒီဘက်ထိပ်ကလူကနေစမ်းပါဦးမဟုတ်သေးပါဘူးကဲခေါင်းဆောင်ခေါင်းဆောင်ခင်ဗျဟိုဘက်ထိပ်သွားထိုင်လားအဲ့တော့ခေါင်းဆောင်ဟိုဘက်ထိပ်ထိုင်ဒီဘက်ထိပ်ကလူကလာတယ် လာပြီးပြုတ်ရည်အောင်မယ်ခမည်းတစ်ချက်ထိုင်ဟုတ်ပြီကျင်း1 2 3 4 5 6ဟာဟုတ်တယ်ဟာဟုတ်ကောင်းလေဟုတ်တယ်ဟာဘောင်းဆောင်မမဟုတ်တကယ်ပြောင်းနေတာဖြောင်းရောက်ပဲရှိတယ်ဆိုတော့မျက်စိမျက်နှာတွေပြဲဖြောင်းရောက်ဆက်လုံးစဉ်းစားတယ်ဘယ်သူပြောင်းမှန်းလည်းမသိဘူးဘယ်လိုလုပ်ပြတယ်ဟာဒီရွာမှာပြောက်တယ်ဒါတော့ဒီရွာကသတိသွားပြောမှဖြစ်မှာပေါ့လူပြောက်လူပြောက်တိုင်မှဖြစ်မှာပေါ့ ။တကြီးရလည်းမနဲ့စောစောစီစီကွန်စီလေးမြှန့်နေတော့ဒဇင်း900ခုရှားရွာဒဇင်း900ခုဒီခါမှလည်းမမြင်ဘူးတန်းစီပြီးဝင်လာတော့မော့ကြည့်။ဟာဘာတော့မင်းတို့လူနေပါလား။ဟုတ်တယ်တကြီးလူပြောက်လာတိုင်တာ။လူပြောက်ဘယ်မှာပြောက်တာ။ကျတို့ကအနောက်ရွာကလာတာ။အင်းသွားမှရှိရွာဟုတ်ပြီ။ညာတော့မိုးချုပ်တော့ခမရွာထိပ်ကျတို့ကမိုးချုပ်တော့ခမရွာထိပ်တာဇရက်တံတောင်ချပြပြီးအိတ်ကြ900ဆလုံးညာဦးကဟုတ်ပြီ။ မိုးနဲ့တော့လူနှစ်ယောက်နှခါပြန်ရတာ6ယောက်ပဲရှိတယ်။တယောက်ပြောက်ရောဟာငါရွာတော့မင်းမဖြစ်ဘူးတော့ဟဲ့ကောင်လေးမင်းစမ်းမအောင်ကဲမင်းထိုင်စမ်းမင်းတို့ထိုင်စမ်းနှစ်တောင်ကြားထိုင်ဒီလိုကောင်းအောင်ဒီကတော့ခက်ကြဲကြဲဒီလိုနှစ်တောင်ကြားပေါ့ဖြောင်းနေအောင်ထိုင်ဖြောင်းနေအောင်ထိုင်ရွာသား9ယောက်ကဖြောင်းနေအောင်ထိုင်နှစ်တောင်ကြားတကြီးကဒီဘက်3ယောက်ဒီဘက်3ယောက်အလဲရ1ယောက်အလဲ1ယောက်ရှေ့တက်တယ်လာရက်ပြီးတယောက်စီလိုက်ကြည့် မျက်နှာတွေအကုန်လိုက်ကြည့်ပြီးမှသဘောပေါက်ပြီငါသဘောပေါက်ပြီတဲ့မိုက်တဲ့ကောင်တွေတောသားတွေစာမဖတ်ဘူးလူကြီးတွေဆိုတော့ကိုယ့်ကိုယ်ကိုထည့်ယူမှပြေမှာပေါ့ကိုယ့်ကိုယ်ကိုထည့်မိတော့ဘယ်လိုလုပ်ပြေမတော့တရားပြောနေမှာပေါ့အဲ့တော့မင်းတို့အားရသလားနောင်လေးပဲမင်းတို့အခုဆက်သွားရင်ဒီပြဿနာတည်အောင်မယ်ငါတို့ခါရက်တွင်ပြေးလိုက်မယ်ငါပညာရှိနဲ့တွေ့လို့မင်းတို့တန်ကောင်းတယ်မှဟုတ်ကဲ့တင်ပြပါအေး ပုဂ္ဂိုလ်ကိုထည့်ရည်ရတယ်ကြည်ငါ့ကိုအကုန်လုံးဝိုင်းကြည့်တော့တည့်တဲ့တကြီးကသူ့ဟာတယ်နှစ်သုံးလေးငါးခြောက်ခွန်ရှစ်ဟောတယောက်ပုံနေပြန်မှားတယ်တယောက်ကပုံနေပြန်တယ်ပေါင်းဆောင်လုပ်တဲ့လူကထငေါ့အများလုံးမှပိုရှိ့ကုန်တယ်ပြောလာတော့ဖုန်ရမနစ်ကဇရက်မှရေတာ600ခမည်းဝိုင်းနေရမှာဘယ်လိုလုပ်ရှိအဖြစ်ပြန်တော့ ခေါပြငါလည်းမင်းတို့ရှိရတာပဲတဲ့အဘာများတော့ဥရဲတဲ့ဒီစရာပေါ့တကယ်တော့ပဲဟုတ်ပါမလို့ဟုတ်ရှင်လည်းဟုတ်မှာပေါ့တောင်းပြီးမိကုန်းချုပ်ကြဆိုမြစ်တာပြောခဲ့ပါပြီငင်းချမ်းကြီးမြင်းမျိုးကြီးကိုလည်းနေဝဲမြင့်ပြောခဲ့ပါပြီကျွန်တော်တကယ်တနိုင်တိုင်းပြည်နဲ့လူမျိုးတွေအရေးကြီးလုံနေတာကတော့အဲ့ဒီငင်းရချင်းငင်းချမ်းချင်းပါပဲ ဲ့ဒီမေတ္တာနဲ့အဲ့ဒီပညာပါပဲဒီလေးပါးကတော့ပြည့်စုံအောင်ကိုကျွန်တော်တို့ဆောက်တည်းအမြန်ဆုံးပြန်ဖြည့်ဆည်းရမှာဖြစ်ပါတယ်ကျွန်တော်သာသမီရဲ့နှလုံးသားထဲကိုအဲ့ဒီအမျိုးသားဇာတိဥပရိလက္ခဏာအဲ့ဒီယဉ်ကျေးတဲ့ကျွန်တော်ရဲ့စံတန်မှုကောင်းတွေလည်းပြန်ထည့်ပေးရမှာဖြစ်ပါတယ်ပြန်ထည့်ပေးဖို့အတွက်ဇာတင်ချောင်းတွေကဒုတိယမိခင်ဖခင်များဖြစ်တဲ့ဆရာဆရာမများကိုနေဝိမျက်လို့ခင်ခင်ထူးလို့အာကိုစမ်းပါရစီ အမေက၅နှစ်ကြာတော့ဒုတိယမိခင်လက်ထဲဆက်ဒုတိယဖခင်ဖြစ်တဲ့ဆရာလက်ထဲဆရာမလက်ထဲချက်အဲ့ဒီစိတ်ကြစိတ်ကအဲ့ဒီပညာရရရာကြောင်းဆရာတို့ဆရာမတို့ကဒီတဝန်လေးစကားပြန်အလှဲ့ကြယူပါအောင်လို့ပြောချင်ပါတယ်။ကောင်းပြီ။တခြင်းလေးတစ်ပုဒ်နဲ့ကျွန်တော်ဒီကောင်ချုပ်ပါမယ်။တပိုက်သေးပါ။တခြင်းလေးကကောင်းလို့အားလုံးကြားဖို့လို့ဒါလေးနဲ့ဒီကောင်ချုပ်ပါမယ်။ ံကွ45ခုနဲ့ဂျပန်ကစစ်ရှုံးလို့လက်မှတ်ထိုးတော့ကျွန်တော်တို့မန္တလေးအင်္ဂလိပ်အုပ်ချုပ်တော့ဂျပန်ကဘုံချေဗကန်ကဒီဂျပန်ကဒီမန္တလေးနန်းတွင်းမှာတက်ဆွဲတော့အင်္ဂလိပ်ကဒုတိယအကြိမ်ဝင်လာတော့တစ်ခါဘုံချေမန္တလေးမှာတယောက်မှမနေနိုင်တော့ဘူးပြေးကြလှောကြအကုန်စစ်ရှောင်ကြ အရှိဘက်မှာရှမ်းယုံမှာပဲရှိတော့ဘယ်သူမှသွားနေလို့မရတော့သုံးဘက်သုံးတန်စစ်ပြေးရတာပဲသုံးနှစ်ဂျပန်ခက်သုံးနှစ်တချို့ကဟိုးမြောက်ဖက်မရိယာနယ်မှာရှိတဲ့အစွန်ဖျားရွာတွေကိုသွားနေရတယ်တချို့ကတောင်မြို့လို့ခေါ်တဲ့မန္တလေးရဲ့တောင်ဘက်အမရပူရကြီးပါလိမ့်မှာသွားစစ်ရှောင်ရတယ်တချို့ကအေယာဗရီမြစ်ကိုနောက်ဖက်ကသူ့ဆရာတော်ဖျားကြီးများသရင်300သူတော်ကောင်းများသရင်300 စကိုင်းတောင်စကိုင်းတောင်သွားပြီးစစ်ရှောင်ရမန္တလေးဟာကျင်းကြီးကျိုင်းကြီးတွေနဲ့ဘုံကျင်းကြီးတွေဖြစ်ဘုရားရှင်တွေကကျိုးချေကြမြေတော်ခစိတ်မှုတော်တွေမျက်မနာတော်တွေအကုန်ပြန့်ကျဲသစ်ပင်တွေကခါကအပိုင်းပိုင်းပြတ်ကြမီးလောင်တက်တဲ့အင်ဂျင်တွေနေသေးတဲ့အချိန်ကိုရအဲဒီကထရန်တွေအိမ်တွေပြင်းအိမ်တွေအကုန်ပြာကြဓာတ်တိုင်တွေကကျိုးချေ ထိုးထိုးထောင်ထောင်တစ်ခုမှမရှိတော့ဘူးဂျပန်ကစစ်ချုပ်လို့ပြန်ပြီဆိုတော့စစ်ကြီးပြီးပြီဆိုတော့တောင်ဘက်ကစစ်ဆောင်တဲ့လူလျောမြောက်ဘက်ကစစ်ဆောင်တဲ့လူလျောသခိုင်းတောင်ဘက်ကအေရီမြစ်ကူးလာတဲ့သုံးဘက်သုံးတံကမန္တလေးရောက်လာတဲ့စစ်ဆောင်တွေအားလုံးဟာအခု84လမ်းမကြီးလို့ခေါ်တဲ့လမ်းမကြီးအပြည့်ဟိုးလှမ်းကြည့်တော့လေအပြည့်ဒီဘက်လှမ်းကြည့်တော့လေအပြည့်ပြန်ဝင်လာကြတာ ခုနေကကိုကြည့်တော့လေအကုန်လုံးကစစ်ကြံကြောင့်ချိုးချေပုံပဲ့အေယာရီမြို့ကအရှိကိုကြည့်တော့အပြားလိုက်တောင်မြို့ကလည်းဟိုးမြောက်ဖက်မန္တလေးတောင်တော်အထိအပြားလိုက်ထိုးထိုးထောင်ထောင်ဘာမှမရှိတော့စစ်ကြံအကုန်လုံးချိုးချေကုန်ပြီဒါဆိုခုနေကကိုသွားမကြည့်နိုင်ဘူးမန္တလေးဆိုတဲ့စစ်ကြံဒီစစ်ကြီးထဲမှာမသိလို့တို့အချင်းချင်းပြန်တွေ့ရတာကပဲ တို့အတွက်ကံကောင်းလိုက်တာဖက်ကြငိုကြယူကြအမေတော့ကြင်ခဲ့ပြီးအဖေကတော့မြုပ်ခဲ့ရပြီသမက်ကလေးပါလာပြီဟိုမိသားစုကသမီးကလေးလည်းပေးခဲ့ရပြီချွေးမလေးပါလာပြီလို့မိသားစုတွေတဲ့လူသစ်ကလည်းတို့လူဟောင်းတွေကြင်ခဲ့စစ်ကချိုးချီလိုက်တဲ့မန္တလေးဒါတော့မန္တလေးစစ်တပ်နဲ့တို့ပြန်တိဆောက်မယ်မြေအုပ်တို့ပြူလျာကျပ်စစ်ကျောက်သားနဲ့ပြန်တိဆောက်အောင်မှာပေါ့ မန္တလေးဆိုတဲ့စိတ်ဓာတ်တနည်းအားဖြင့်မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့ဖိနစ်ဆိုတဲ့ဒန္တာကြီးနှစ်ကမိဘုံတဲ့ကမိတရေရဲ့နဲ့ကောင်းကင်ချပြန်တယ်လို့တို့အစ်စ်ပြန်ပြီးတို့မန္တလေးတို့ဒီဆောက်အောင်မှာပေါ့ဒီချင်းလေးဒီကနေ့နိုင်ငံရေးကြီးတွေမှာအင်တာနက်ထင်ရှားတဲ့တိဖြစ်ကျွန်တော်တိုင်းပြည်ကမှတ်တမ်းတင်ထားပြီးသားတိဖြစ်ပါလေအဲ့ဒီနေ့ကအဲ့ဒီလမ်းမကြီးပေါ်ကို တောင်မြို့လို့ခေါ်တဲ့ဟိုးအမရပူရဘက်ကစစ်လက်ကြမော်တော်ကားကြီးနောက်ကပက်လက်ကြီးအပေါ်မှာဒုရီယာပညာရှင်ခုနှစ်ယောက်လောက်ကအဲ့ဒီခေတ်ကဒုရီယာဖြစ်တဲ့ဟွန်တယောကြီးတွေဘင်ဂျိုကြီးတွေနဲ့သချင်းတပုတ်ဆိုရင်မန္တလေးလူတွေကြားတဲ့ဖြည်းဖြည်းချင်းမောင်းလာတဲ့တိုင်သုံးတိုင်လောက်မှာတစ်ခါရက်တယ်သချင်းတပုတ်ဆိုပါတယ်ဒီပက်လက်ကြီးပေါ်ပါလာတဲ့ပုံကိုယ်တွေကသကိုင်းကြောင်သကိုင်းကြောင်မှာစစ်ဆောင်တဲ့မန္တလေးမြို့မှာဒုရီယာဖွဲ့က တူရပညာရှင်စုမိစုရ၄၅၆ရ9ရောက်တချင်းတပုတ်ကိုဆိုရင်ဝင်လာတာလူတွေကလည်းတောင်းတောင်းဖြားဖြားဘေးတွေခဏလေးဖယ်ပေးပြီးအဲ့ဒီချင်းကိုဆိုချင်းဆိုတော့နားထောင်ကြပါလေတချင်းကိုရေးတဲ့ပုဂ္ဂိုလ်က A1 ဆရာညာဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်တချင်းနာမည်ကအတိနမိတ်သိကောင်းတဲ့တချင်းပါပဲကျူချီသွားတဲ့ပျက်စီးသွားတဲ့အနိဋ္ဌာယံဆိုင်နေတဲ့ ဟောဒီမန္တလေးအတွက်တော့အင်မတန်နမိတ်ကောင်းတဲ့သချင်းပဲသချင်းနာမည်ကပြည်တော်ဝင်တဲ့အလုံးကြားဘူးပါလေဒီတစ်ပိုက်ဆိုရှင်နဲ့ဒီကုန်းချုပ်ပါမယ်တက်တိုင်းသုံးတိုင်းနဲ့တစ်ခါရက်ဆိုနောက်သုံးတိုင်းနဲ့တစ်ခါရက်ဆိုမန္တလေးသူမန္တလေးသားတွေကတောင်းတောင်းဖြားဗျာတက်တည်ရှိလာတဲ့ဒီချင်းကိုနားထောင်ကြရင်အားမွေးကြပါလေခါတော်ရောက်ချင်း နိလူသာဝေဒေါရမမနမရူယေသေစွေချင်မိတ်ဆွေခိတာခွဲလူနေအခါရောရောက်ချင်းနိလူသာဝေဒေါရမမနမရူယေသေစွေချင်မိတ်ဆွေခိတာခွဲလူနေမြို့မနဲ့တူတကွလိုက်ပါနိုင်စီအောင်စီယွန်းသာ ရှားပြီးချင်းပြီတော့ဝင်မယ်လေတဲ့တချင်းကချစ်သောစပေချင်းမြတ်လို့သမားခင်ဗျာသမိုင်းကြည့်သောသမိုင်းလှသောလှတော့နဲ့လှတော့ပဝင်းချင်းကအောင်မြေအရက်ကချစ်သောစဖတ်သမားအမောင်နဲ့ငုတ်တုထိုင်ရတဲ့ခစ်တွေ90ကျော်လောက်ပြီးခဲ့ပြီးပြီးဆက်ခဲ့ပြီးပါပြီ အခုတော့ကျွန်တော်တို့မျှော်လင့်နေတဲ့ဒီမိုကရေစီအလင်းရောင်ရှေ့စီကလင်းနေပါပြီ။အမှောင်နဲ့ငုတ်တုတ်ထိုင်တဲ့ဘဝတွေကျော်ခဲ့ပါပဲ။ကောင်းကင်ကနတ်စီနတ်မောင်းနဲ့ပြူတဲ့အောင်စီရွံ့သံကြီးလဲကျွန်တော်တို့ကြားနေရပါပဲ။ကျွန်တော်အားလုံးမခုမကပခုံးထမ်းကြရင်မေတ္တာအားဖြင့်ပညာအားဖြင့်ဉာဏ်ညွတ်ရေးအားဖြင့်ဉာဏ်ချမ်းရေးအားဖြင့်ကျွန်တော်သွားခြင်းနဲ့ Federal Democratic နိုင်ငံတော်အသက်စီတော် အဲ့ဒီအောင်စီရွန်းတာအဲ့ဒီဒီမိုကရေစီအောင်စီရွန်းတာ ਨੇ အတူတကွကျွန်တော်တို့အားလုံးပြည်တော်စစ်ကိုဝင်ကြပါစို့လို့ပြောရင်ညီဆုံးချုပ်ပါတယ်ခင်ဗျာ